Hello ဒီဗီဒီယိုထဲမှာဒေါက်တာက ဆယ်မွန် DNA ကနေထုတ်ထားတဲ့ဆယ်မွန်9ရဲ့ DNA ပေါ့နော်အဲ့ရကနေထုတ်ထားတဲ့ skin rejuvenation လုပ်လို့ရတယ် treatment တခုကြောင်းပြပြပေးမယ်အဲ့တော့ skin rejuvenation ဆိုရင်တော်တော်များများကဒီနောက်ပိုင်းမှာဆေးထိုးရတယ်မျက်နှာတွေကိုအဲဆေးရည်လေးထိုးပြီးတော့မှလောက်ရတယ်ဆိုတော့အတိလာကြပြီလှုပ်လဲလှုပ်လာကြပြီပေါ့နော်အိဇိုဆုံးလိုမျိုးမီဇိုသီရပီလို့ခေါ်တဲ့ဟာမျိုးပေါ့နောက်တစ်ခုကကြတော့အဲ skin care ingredient လို့ပုံစံတွေကိုမျက်နှာတွေကိုဓာတ်ရိုက်ထည့်တဲ့ဟာမျိုးတွေရှိလာတယ်ပေါ့နော်အခုတော်တော်ပြောမယ့်ဟာကကြတော့ polynucleotide လို့ခေါ်တဲ့ င်သူကဆယ်မွန်ရဲ့ဆယ်မွန်ဆိုတာဆယ်မွန်ငါးပေါ့နော်သူရဲ့ DNA ကနေထုတ်ထားတဲ့ဒီ polynucleotide ပုံစံတစ်ခုပေါ့အဲ့ဒါကိုမျက်နှာတွေကိုထည့်ပြီးတော့လောက်ရတာသူကဒေါက်တာအကြိုက်ဆုံး brand ကတော့ဒီနောက်ပိုင်းမှာတော့ brand တွေအများကြီးရှိလာတယ်ဒါပေမဲ့ဒေါက်တာအကြိုက်ဆုံး brand ကတော့ Rejuran နဲ့ရပေါ့နော် Rejuran Rejuran ဆိုခေါ်ရင်ကြားဘူးကြလိမ့်မယ်သူကကိုရီးယားမှာတော့နာမည်အရန်ကြီးရယ်ကိုရီးယားထုတ်တာကိုကိုရီးယားမှာနာမည်ကြီးရယ်နောက်ပြီးစင်ကာပူမှာဆိုရင်လည်းထိုးကြတယ်အဲ့တော့ အဲအာရှမှာအာရှမှာအရင်စတာပေါ့လေအဲ့ဒါပြီးတော့မှခုဒီနောက်ပိုင်းမှာ Regulan က US မှာကိုပါဖောက်လာပြီးတော့မှဒါနာမည်ကြီးလာတယ်ရလာတယ်ပေါ့နော်အဲ့တော့ Regulan ကိုဒေါ်တာကြိုက်တာကသူ့မှာ Regulan မှာမျိုးစုံလာတယ်အမာရွတ်တွက်ထိုးလို့ရတာရှိတယ်မျက်လုံးအောက်တစ်ဝိုက်ကိုတားရည်ကြီးအောင်ထိုးလို့ရတာမျက်လုံးတစ်ဝိုက်တစ်ဝိုက်ကိုတားရည်ကြီးအောင်ဆိုတော့မျက်လုံးအောက်ကကလာညစ်နေတာတတအောင်ပေါ့နော်ထိုးလို့ရတာရှိတယ် Regulan HP ဆိုပြီးတော့မှအဲအသားရည်ကို ကလိုအောင်ကြည်အောင်ထိုးလို့ရတာရှိတယ်။တော့ဒါအကြိုက်ဆုံးကကြတော့ rejuven အာပေါ့နော်။အာဆိုတော့တော့ healer healer လို့ခေါ်ကြတယ် skin ကိုပြန်ပြီးတော့မှ rejuvenate ဖြစ်စေတယ်နောက်ပြီးလို့ရှင်ဆဲကပို့ပြီးတော့ဟိုမြန်မြန်ပွားစေပြီးတော့မှဆဲလီယာပို့ပြီးတော့ကွာထူလာတာဆဲလီယာထူလာဆိုတော့မျက်နှာကြီးကထူလာပြီးတွတ်လာတာမဟုတ်ဘူးပေါ့နော်အောက်ခံသားကြီးဆဲကကောင်းလာတာအဲ ဘယ်လိုပြောမလဲဆဲတွေအများကြီးထွက်လာပြီးတော့မှဆဲသစ်တွေဖြစ်လာတော့ skin ကတန်းခံနိုင်ရရှိတာအဲ့တော့ regenerative skin healer ဆိုရင်ဒေါက်တာဘယ်သူမျိုးထိုးပေးလဲထိုးပေးလေရှိလဲဆိုတော့တင်းတင်းရှိတဲ့တွေဆိုရင်အရန်ကောင်းတယ်ဒေါက်တာအရန်ကြိုက်တယ်ပေါ့နော်တင်းတင်းရှိတဲ့တွေအတွက်တင့်တော်တယ်မျက်နှာသားကြီးအရန်ချောက်ပြီးတော့မှတန်းမခံနိုင်တဲ့တွေအတွက်တင့်တော်တယ် skin barrier ပျက်စီးပြီးတော့ပေါ့နော်အဲလုံးဝကိုကွဲအပ်ချောက်တွေ့နေတဲ့အသားကြီးတွေဆိုလဲကောင်းတယ် aging skin ဖြစ်သွားလို့ထင်း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 နဲ့အသားကြီးတွေကိုကြည်ကျန်နေကြီးကျန်နေဆိုလို့ရှိရင်လဲ regenerative skin healer ထိုးလို့အရန်ကောင်းတယ်ပေါ့နော် အဲ့တော့ဒီ regenerative skin healer နဲ့ပတ်သက်ပြီးတော့ဒါကအဲအရန်ကိုထိုးခဲ့ပေးမှုတဲ့တောက်လျှောက်လုံးတာတွေကြာပြီပေါ့ဒါက၃နာရီ၅နာရီ၆နာရီလောက်ရှိပြီဒါပေမဲ့သူကတော့ခုဒီနောက်ပိုင်းကျမှအဟော့လာတယ်၃နာရီကြာတာများလာကြတယ်ပေါ့နော်အဲ့တော့ skin အတွက်ကိုပေါ့နော် rejuvenate ပြန်လုပ်ခြင်းနဲ့ aging ဘာလဲနည်းနည်းရောက်နေပြီထိန်းလဲထိန်းသိမ်းခြင်းနဲ့ skin cell ကိုပြန်ပြီးတက်ခြင်းနဲ့ဆိုလို့ရှိရင်ဒါက rejuvenate အာ recommend လုပ်ပါတယ်ထိုးစီခြင်းနဲ့ပေါ့နော်သူတို့ရဲ့ protocol အရတော့သူတို့ကတစ်လတစ်ခါထိုးခိုင်းတယ်၄ဘက်တစ်ခါထိုးခိုင်းတဲ့သဘောပေါ့နော်၄ဘက်တစ်ခါကို၄ခါလောက်တိထိုးခိုင်းတယ်အဲဒါပေမဲ့လည်းဒါကအမြင်ရတော့နှစ်ခါသုံးခါလောက်ထိုးပြီးနိုင်ဘူးမဆိုးဘူးပေါ့နော်ထိန်းသိမ်းတဲ့အနေနဲ့လीတင်းတိတ်သမားရဆိုလို့ရှိရင်လည်းထိုးပြီးသွားရင်တော်တော်များများမှာပေါ့100%တော့မဟုတ်ဘူးတော်တော်များများမှာက ညော့သွားတယ်တတသွားတယ်ပြီးနှစ်နှစ်သုံးနှစ်လောက်ထိခံနေအရင်ကြီးတိတိပြန်မမဲလာတော့ဆိုတာမျိုးတွေတွေ့ရတယ်နောက်တစ်ခုကနေဘူးလဲသွားရင်တန်းခဏရင်းရှိတယ်အသားကြီးကပို့ပြီးတော့ဟိုကျမ်းမာလာတဲ့သဘောပေါ့နော်ဒါမျိုးလေးရှိတယ်အဲ့တော့ဒါက 7D အနေနဲ့လောက်ထားတယ်ပေါ်လီနျူကလီယိုတိုက်အကြောင်း rejuvenation ရဲ့ ကောင်းတဲ့အကြောင်းလေးတော်တာကြိုက်တဲ့အကြောင်းလေးတွေကိုပြောပြတာပေါ့နော်အဲ့တော့ treatment အနေနဲ့ပတ်သက်ပြီးတော့လဲကိုကလှုပ်ချင်တာရှိရဲဆိုလို့ရှိရင်တော်တာကိုဒီမှာပြောပြထားတာလေးတွေရဲကိုနဲ့ kait နိုင်တဲ့ဟာလေးတွေဆိုလို့ရှိရင်လှုပ်လို့ရတာပေါ့နော်အဲ regional ပုံလေးလေ drug ထဲမှာတခါတည်းထည့်ပြီးတော့မှပြောပြပေးမယ်အဲ့ဒါမှသိရအောင်လို့ပေါ့နော် regional မဟုတ်ဘူးဒီနောက်ပိုင်းမှာတော့ salmon DNA နဲ့လှုပ်လာတဲ့လှုပ်တဲ့ ဒီ polynucleotide တွေ mesotherapy treatment အနေနဲ့ထုတ်လာတဲ့ injection တွေအများကြီးတော့ရှိလာပြီပေါ့เนาะဈေးကွက်ထဲမှာလည်းရှိလာတယ်တွေ့တယ်။ဒါပေမဲ့တို့ရအကြိုက်ဆုံးတော့ regional poly ကတော့ထိုးခြင်းနဲ့အတင်းနှိပ်ကြပါတယ်ရှိတယ်။ aging ဘက်ဘက်သွားနေလို့ skin ကိုထိမ့်သိမ်းခြင်းနဲ့ဆိုရင် regional ထိုးဖို့တော့တော့ comment လုပ်တယ်ဆိုတဲ့အကြောင်းလေးပါ။တို့ရစီကမှာထိုးလို့ရတယ်။စိတ်ကတော်တော်များများမှာလည်းမီးပြီးတော့မှထိုးလို့လုပ်လို့ရတယ်ပေါ့เนาะ။